တရိုးသမီးလေးကတော့စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့ချိန်သူမင်္ဂလာယူနေတဲ့ချိန်ဒီပွဲမှာကိုကဘယင်မဒီပွဲမှာကိုကအောင်းနိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူပိုင်ရှင်အစ်စ်မဟာတရိုးသမီးလေးပဲဖြစ်ပါဘယင်မဟာလည်းတရိုးသမီးလေးပဲဖြစ်ပါတယ်အောင်းနိုင်သူဟာလည်းလက်ရှိတရဝင်ဂုံတိတ်ခါရှိရှိလက်ထက်ယူထားတဲ့တရိုးသမီးလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့မှခြေမိုးနိုင်အောင်အလုံးမမင်္ဂလာပါရှင်မွေး YouTube Channel ကိုကြိုဆိုလိုက်ပါတယ်မော်တီနဲ့တက်ဆက်ပေးတဲ့တဲ့လေးကတော့ live မှာပွဲဖြစ်နေကြတယ် တ်မီတန်တာမိုးတိတ်နဲ့ရွှေမန်းတို့ကိစ္စပေါ့နော်အခုဆိုလို့ရှိရင်လည်းဒီတော့အယ်မိုတင်ကနေပြီးတော့ရွှေမန်းဇနီးလေးကိုတနာလို့ဆိုပြီးတော့အဖေစကားလေးပြောနေရပါတော့ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့တန်တာမိုးသိန်းကိုလည်းပြောထားသေးတယ်ပေါ့နော်ကြည့်တယ်မျိုးလေးလည်းဘုဒ္ဓတင်ကဆက်ယူလို့ရအောင်ပြန်လဲညလည်းချက်ပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်ဒါဆိုရင်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဟိုရပိုင်းကမင်္ဂလာဆောင်လေးတစ်ခုတွေ့တယ်မင်္ဂလာဆောင်လေးတစ်ခုတွေ့ရတော့ တစ်ခါမှမမမြင်တွေ့ရတဲ့ပုံစံမျိုးတွေနဲ့မင်္ဂလာဆောင်မှာပေါ့နော်အဲပြတာလေးတွေရိုက်ထားတာလေးတွေဒီလားဟောတိုက်တန်နစ်ကပုံစံမျိုးလေးတွေအဲနောက်တစ်ခါအဖိုးရီယာပုံစံမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရိုက်တော့ဟာပြည့်တဲ့တရားလဲအုံအုံထသဘောတွေကြကိုရီလဲကြည်ပြီးတော့မှလေးပျော်စရာအခိုက်တန့်လေးကိုရတာပေါ့နော်အာပျော်စရာလေးကြည်နူးစရာလေးဆိုပြီးတော့မှအဲဒီလိုမျိုးလေးဖြစ်တာပေါ့လေမင်္ဂလာပွဲလေးဟောပျော်လို့မှဗစက်တော်မရှိရသေးဘူး နောက်နေလဲကြာရောဘာညာတတကာတွေတည်င်းနေတက်လာရောကျမပုံမှန်အားဖြင့်ဆို personal တွေဝင်မပြောပေမဲ့ဒါကတော့ကျမနည်းနည်းလေးပြောချင်လို့နော်ပြောပြရစီပြောပြရစီဆိုတော့တုံးသက်စရာလေးရှိလို့ပါနော်အမျိုးသမီးတွေနေရာကနေကျမတုံးသက်ပြစရာလေးရှိလို့ပြောတာပါနော်အเจ้าမဲကျမဘယ်တော့မှမပြောဘူးအဲ့တော့လေပျော်လို့တော့ပါးစပ်မရှိရသေးဘူးဟာနောက်နေလဲကြာရောကိုတည်င်းဒီတည်င်းနေရာတက်လာအောင်တက်လဲတက်လာတော့ကိုကလည်းလေဆက်စုချင်တာပေါ့နော်ဆက်စုချင်တော့ like ကြည့် like ကြည့် like ကြည့်တဲ့ခါကျတော့အိုးအင်းအင်းအင်းပေါ့အိုးအင်းအင်းအင်းပေါ့နော်ဒီလိုမျိုးပေါ့ဒါပေမဲ့ ငါတော့တွေးမိလေဆိုတော့ကျွန်မမနေ့ကတော့ live လုပ်နေနေပြောနေသေးတယ်ဘေးကအဲဆန်ရအမနဲ့တော့ပြောနေသေးတယ်။အော်လို့ဒီလိုအချိန်မှလို့ဒီလိုသတင်းမျိုးတွေတက်လာတဲ့ခါကျတော့လို့အဲဇန်နာရီမှန်နာရီမှားတာတွေတော့လို့မပြောလို့ပါဘူးလို့ဒါပေမဲ့လို့သတို့သမီးလေးကတော့စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့အချိန်သူမင်္ဂလာယူနေတဲ့အချိန်ပေါ့နော်။စိတ်ထဲကောင်းရှာမှာမဟုတ်နေရတာလေဘလို့ရင်းနေမလဲပေါ့နော်။ ဆိုတော့အဲ့တော့ကျမကလေသရိုးသမီးလေးနေရာကနေသရိုးသမီးလေးကိုလည်းပြောချင်တာပေါ့ကိုညမလေးလို့ပေါ့နော်အာကိုသမီးလေးလို့ကိုညမလေးလို့အဲကိုကလေအားပေးချင်တာနော်ကျမကအားပေးစကားပြောချင်တာတခါတလေကြာရင်လေစပြည့်သီးတွေခြင်တတ်ပါတယ်နော်ညမလေးအဲ့တော့ဒီလိုမျိုးအောင်မြင်တဲ့အဲအတိုင်းဝိုင်းတစ်ခုထဲမှာ propaganda တွေ rumors တွေဆိုတာရှိမှာပေါ့နော် အတိတ်ဆိုတာတွေလည်းရှိမှာပေါ့ဟုတ်တယ်လားနော်အတိတ်ဆိုတာတွေလည်းရှိခဲ့မှာပေါ့ဟုတ်တယ်လားဆိုတော့အတိတ်ရှိခဲ့တာက အပြစ်မဟုတ်ဘူးနားလည်ပြီးလို့ရပါမယ်အတိတ်ရှိခဲ့တဲ့အတိတ်ကိုအချိန်နဲ့အချိန်ခါပေါ်မှာအာမကြည့်ပဲနဲ့အဲလှန်နေသူကရှက်ရမှာလားအဲအတိတ်ဖြစ်ခဲ့တဲ့သူက ရှက်ရမှာလားဒါမျိုးလေးလည်းစဉ်းစားရမှာပေါ့နော်ဆိုတဲ့အခါကျတော့အတိတ် ကတော့လူတိုင်းရှိတယ်ကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဟုတ်တယ်လားရည်စားတွေပွေရှုပ်တာလည်းရှိခဲ့မယ်နော်ဆိုတော့ညီတို့ပင်ရှိခဲ့စီကမူကိုကချစ်လို့ခင်လို့တစ္ဆာတွေပြုတ်ပြီးတော့မှလက်ထက်ခဲ့ကြပြီးမင်္ဂလာယူနေကြပြီဆိုရင်ကို့ပေါ်မှာပေးထားတဲ့ဂတိတစ္ဆာစကားအတွက်အချိန်ပေးလိုက်ပါလို့ပဲအမကဒီနေရာပြောချင်တာနော်ဆိုတော့လေတခါတလေကြရင်အမတို့ဘေးပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ ဒဏ်တွေကိုစန့်စန့်ခံနိုင်ဖို့လည်းလိုသေးတယ်။မန်တာလည်းရှိမယ်မမန်တာလည်းရှိမယ်။ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်။ချဲ့ကားတာလည်းရှိမယ်နော်။နားကားလေးမွေးတယ်ဆိုတာနကားလေးမွေးတယ်လို့တောင်ဖြစ်သေးတာပဲ။ဟုတ်တာလားနော်။ချဲ့ကားတာလည်းရှိမယ်။နောက်တစ်ခုပေါ့လေ။အဲ့ဒါတော့ရည်စရာလေးအနေနဲ့ပြောတာပါ။တို့အမေခစ်မိတာလေးကိုလည်းပြောချင်လို့စကရင်ရှော့တယ် စကရင်ရှော့တွေဆိုရင်တို့မင်းကဘာပြောလဲဆိုရင် အမလီရဲ့စကရင်ရှော့တွေ AI နေဒီလောက်ခက်မိပြီးတော့မှဘန်အကောင့်နေတော့မှစကရင်ရှော့တွေကိုထပ်တူလုပ်လို့ရတဲ့ခက်ကြီးတဲ့မှာတဲ့စကရင်ရှော့တွေအဲနောက်တစ်ခါအကောင့်တူတွေဆိုတာအခုဓာတ်ပုံယူအခုဖွင့်အခုစကရင်ရှော့ရိုက်လိုက်လို့ရတဲ့ခက်ကြီးတဲ့မှာပေါ့နော်ဒါတွေကိုလည်းဟုတ်တယ်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးတစ်ခါတလေကြတော့လင်းဟိုကိုကလေစဉ်းစားချင်းချင်းတက်ဖို့သွေးပူနေတဲ့အချိန်ကြလို့ရှိရင်မစဉ်းစားတက်ဘူးဖြစ်မှာစု ပေါ့နော်ဆိုတဲ့ခါကြတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အတိတ်ဆိုတာရှိခဲ့မှာပဲအဲ့တော့ရှိခဲ့တဲ့အတိတ်မှာလည်းအဲသစ္စာရင်းလည်းပြုခဲ့ခြင်းလည်းပြုခဲ့မယ်ခြေချင်းမြတာရီလည်းအများကြီးပြီးခဲ့ခြင်းလည်းပြီးခဲ့မယ်နကိုရီမြခြင်းလည်းရီမြခဲ့မယ်ဒါရီဟာအတိတ်မှာရှိခဲ့မှာပဲလူတိုင်းဟာအတိတ်ရှိခဲ့တာအကြီးပဲနော်အေးဒါပေမဲ့အဲကိုနဲ့ရွှေလက်တွဲထားပြီးကိုကိုဂရီသစ္စာရီပြုထားပြီးပြီးဆိုအခုမှမင်္ဂလာဦးအိမ်ထောင်ဦးချစ်စခင်စကျင်နာစမှာအဲ့တော့ကို့အပေါ်မှာတဖက်လူရဲ့ပြီးတဲ့ အရာကိုပဲအရင်ရှေ့ရှုလိုက်ပါနော်အဲ့တော့တစ်ဖက်လူရဲ့ဂတိစကားတွေအတွက်ဖြည့်ဆည်းပေးဖို့အချိန်တစ်ခုပေးလိုက်ပါနော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘေးကရိုက်ခတ်တဲ့ဟာနဲ့ဒင်မဲကိုကအာလမ်းခွဲလိုက်တာမျိုးပေါ့နော်အဲနောက်တစ်ခါဥပိ္ပခါပြုတ်လိုက်တာမျိုးပေါ့စိတ်ဆိုးလိုက်တာမျိုးပေါ့ဒါကြီးကိုအာဒဏ်ရာအဖြစ်ထားလိုက်တာမျိုးဆိုလို့ရှိရင်ညီမလေးရိုးဒီအိမ်သရိုးသမီးလေးအတွက်ရေဒီအိမ်နောင်ဦးအတွက်ရေမတန်မှုဖြစ်တာပေါ့နော်အဲ့တော့လူတွေရဲ့သဘောမနှောမှာကလင်းအဲตายင် မလိုတဲ့စိတ်ဆိုတာရှိပြီးသားပါเนาะဆိုတော့အော်တခါကလေးじゃခုနပြောသလိုပေါ့စပီတီကချင်တက်တယ်ဟုတ်တယ်လားเนาะစပီတီကချင်တက်တယ်ဝိုင်းပြီးတော့မှလည်းတွန်းပို့တက်ကြတယ်ဒီလိုမျိုးလေးတွေလည်းရှိတယ်အဲ့တော့ကိုကကို့အပေါ်မှာထားတဲ့ကိုရဲ့အဲကိုပေးတဲ့မြေတားတရားကို မမမစစ်မစစ်ကိုအချိန်ပေးလိုက်ပါအဲ့ဒီပုံမှာပဲသုံးသက်ပါဒီခါတလေကြရင်ဘေးကပဝင်းကျင်ကရိုက်ခတ်တဲ့ဟာဒီပုံမှာပဲကိုကဆုံးဖြတ်လိုက်ရင်တကယ်ပဂတိဆုံးဖြတ်ချက်လေးတွေမှားသွားမှာစိုးရဲပေါ့နော်ပဝင်းကျင်ရဲ့အပြုံဒုနိုင်ငံကလည်းတခုရှိတာအကုန်လုံးကအထူးလေးကျင်ထားတဲ့စုံစမ်းထောက်လန်းရေးတွေကြီးပဲမြေလန်နာတိတ်တော်တယ်ပြောပြီနော်မြေလန်နာတိတ်တော်တယ် အဲ့တော့လေအိမ်နောက်တစ်ခုတည်ကြပြီဟေးဆိုလို့ရှိလို့ရှိရင်ကောင်းတာတွေလည်းရှိခဲ့မယ်မကောင်းတာတွေလည်းရှိခဲ့မယ်အတိတ်ဆိုးတွေလည်းရှိခဲ့မယ်နော်အာကိုမကြေမချမ်းစရာတွေလည်းရှိခဲ့မယ်ဒိုးတွေဆိုလည်းဒီလိုပဲတစ်ခါတလေအခုချိန်ထိတောင်မှလေရီစာဟောင်းအကြောင်းอืมอืมဆိုပြီးတော့မှပြန်ပြီးတော့မှစကနာထိုးကြစေပေါ့နော်ဆိုတဲ့ခါကျတော့ဒါတွေကတော့ဖြစ်တတ်ပါတယ်အဲ့တော့ပျော်စရာအနေနဲ့ဘယ်ထားလိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာကိုကဘယင်မှာဘယင်မှာလေနော် ဒီပွဲမှာကိုကအောင်နိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူဟုတ်တယ်လားအဲ့ဒီဟာလေးကိုဆက်ထင်းပြီးတော့မှတခါတည်းခြေချိတ်ပြီးခြေမိုးပြီးတော့မှကို့နားမှာကို့ကိုခစားတာကိုနဲ့ပေးလိုက်ပြီးတော့မှလှုပ်ခွင့်ပေးလိုက်ပြီးတော့မှချီမိုးနေလိုက်ပါနော်အိမ်တော်တခုကိုဒီပဝင်းကျင်ရဲ့ရိုက်ခတ်တဲ့သတင်းနေကြောင်းမလို့တော့အပြက်စီးမခံလိုက်ပါနဲ့အခုမှအိမ်တော်ဦးစချစ်စခင်စကျင်နာစအရွယ်လေးမှာပေါ့နော်အဲ့တော့အတိတ်တွေရှိခဲ့သလားဆိုတော့လူတိုင်းကတော့အတိတ်တွေရှိခဲ့တာပေါ့ ်နော်အာတို့ဆိုအမြဲတမ်းပြောပါတယ်ဟဲအာရီစာဟောင်း ကြီးစားတယောက်ရှိခဲ့လို့ရှိရင်ငွေ3သိန်းဆိုလို့ရှိရင်တင်းမှာငွေဘလောက်များများရမလဲဆိုတို့ဆိုအမြဲတမ်းယူစရာပြောတယ်ရွှေတောင်စားမှာအိမ်ဝင်လို့ရတယ်လေလို့ဟုတ်လားဆိုတော့ဒါရီယာအထူးစားမှာအယောက်90ရို့ဘာအယောက်90ရို့အယောက်90ရို့နဲ့တွေ့နေရနော်အဲ့ဒါလေးနေဒါရီယာလည်းမထူးစားမှာဟုတ်တယ်လားအဲဘလို့ခေါမလဲလူငယ်ဘုံကလွတ်လပ်တဲ့ဘဝမှာတော့ကြီးစားလည်းရှိခဲ့မှာပဲ easy clearly လည်းရှိခဲ့မှာပဲအမ်ဒီခေတ်ဆိုရင် living together လည်းရှိခြင်းရှိခဲ့မှာပဲနော်ဒါပေမဲ့အဲ့ဒါကအတိတ် အဲ့တော့လက်ရှိပြစ်ဆုံးပံမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှကောင်းလုပ်လိုက်ပါမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမိမိပေါ်မှာဘယ်လောက်သစ္စာရှိသလဲမိမိပေါ်မှာဘယ်လောက်တန်ဖိုးထားသလဲမိမိပေါ်မှာဘယ်လိုမျက်နှိုးသလဲဆိုတဲ့ဟာကိုအချိန်ပေးလိုက်ပါနော်အာအမားမှားခဲ့တယ်ဆိုလို့ရှိရင်လည်းအမားပြင်ဆင်ခွင့်ပေးလိုက်ပါလို့ပဲအမားဒီနေရာကနေပြောချက်နေနော်ဘာဖြစ်လို့လဲဆိုတော့အိမ်တော်တစ်ခု အများအားကြရတဲ့အိမ်တော်ကြီးလေးဟာအများအမားတို့ကိုယ်တိုင်တော်မှသဘောတွေကြတယ်တိလားဟောအားကြတယ်အိုးသဘောကြလိုက်တာကြည်စံအိုးချစ်စရာကောင်းလိုက်တာကြည်စံအိုးဒီလိုအိုက်ဒီယာမျိုးလေးရထက်လိုက်တာကြည်စံဆိုပြီးတော့မှလေအဲဒီလိုမျိုးလေးဖြစ်မိတယ်ပေါ့နော်ဆိုတော့လေအဲ့တော့ထက်ပြီးတော့မှအများကအားကြရတဲ့ ဟာမျိုးဖြစ်အောင်ကိုကလည်းအခွင့်အရေးပေးလိုက်ပါเนาะအဲ့တော့ပြင်ဆင်ခွင့်ပေးလိုက်ပါမှားခဲ့တယ်ဆိုရင်လည်းအမှားပြင်ဆင်ခွင့်ပေးလိုက်ပါเนาะအတိတ်ဆိုတာရှိခဲ့တာအတိတ်ဟာရှက်စရာမဟုတ်ပါဘူးเนาะဒီလိုပဲလူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်เนาะအတိတ်ဆိုတာရှိပါတယ်အတိတ်ဆိုးတွေလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ကောင်းတယ်လည်းဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့မိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမဖောက်ပြန်မှုမိမိကိုတံပိုးထားမယ်မိမိကိုချစ်ခြင်းမေတ္တာတွေအပြည့်ပေးမယ်เนาะမိမိပေါ်မှာတံပိုးထားတယ်ဆိုတဲ့ဟာမျိုးကိုကအချိန်တစ်ခုပေးတော့မှအဲ့ဒါတွေက တဖက်ကလည်းပေးလို့ရမှာလေအချိန်တခုမပေးလိုက်ဘူးအမားပြင်ဆင်ခွင့်မပေးလိုက်ဘူးဆိုရင်အမှန်ကိုမြင်ရမှာမဟုတ်ဘူးမှားတယ်ဟုတ်တယ်မှားတယ်မှားတယ်ဆိုရင်မှားတာကိုအမားပြင်ဆင်ခွင့်တော့ပေးရမယ်အမားပြင်ဆင်ခွင့်ပေးရဲ့သားနဲ့မှဆက်မှားတယ်ဆိုရင်အဲ့ချိန်ကြမှာဆုံးဖြတ်လေနောက်မကြသေးဘူးပေါ့နော်ဆိုတော့ကိုကတော့ဘာရဲ့မဟုတ်ဘူးဒီဟာလေးကိုကြည့်နေနေလေဩ အာတစ်ဖက်ကလည်းအဲဒီမီဒီယာတွေရဲ့သတင်းပေါ်မှာမူတည်ပြီးတော့မှအာချေမိုးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖွင့်ချတယ်အဲ့တော့အာတစ်ဖက်ကတစ်ဖက်ကလည်းအခုမှတခါတည်းပူပူနွေ့နွေ့လေးချစ်ဆခင်စားမှာဟာဒီလိုမျိုးကြီးအော့အော်တောင်းနေနေဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ခံစားရမင်းလို့ထင်လို့မလို့ဒီစကားလေးပြောတာပါနော်ဘယ်လိုပဲဖြစ်ဖြစ်ပိုင်းရှင်အစ်စ်မန်ဟာသတို့သမီးလေးပဲဖြစ်ပါလိမ့်မယ် နော်ဘယင်မဟာလဲသတို့သမီးလေးပဲဖြစ်ပါတယ်အောင်နိုင်သူဟာလဲလက်ရှိတရဝင်းဂုံတိတ်ခါရှိရှိလက်ထက်ယူထားတဲ့သတို့သမီးလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့မှခြေမိုးနိုင်အောင်လို့မှားခဲ့တယ်ဆိုရင်အမှားပြင်ဆင်ခွင့်ပေးလိုက်ပါ ဒီတင်ကတော့တိုက်တော့နေပြီနော်နော်မဟုတ်ဖဲနဲ့ဒီအချိန်မှာကိုရီကပြက်တနာဖြစ်တယ်ဆိုလို့ရှိရင်အဲအများကြီးဝမ်းသာစရာတွေဖြစ်သွားမှာပေါ့နော်အဲ့တော့အိမ်နောက်တစ်ခုဆိုတာကအမအမြင်နဲ့ပြောပါတယ်ရင်ချင်းလဲကတ်ရမယ်ကြောချင်းလဲရင်ချင်းလဲအက်ရမယ်ကြောချင်းလဲကတ်ရမယ်ရင်ချင်းအက်တယ်ဆိုတာတယောက်နဲ့တယောက်နဲ့နှွေးထွေးမှုတွေပေးရမယ်ကြောချင်းကတ်တယ်ဆိုတာအပြင်ကနေလာတဲ့အခုလိုမျိုး propaganda တွေ rumors တွေအတိုက်ခိုက်တွေကိုအတူတူရင်ဆိုင်ပြီးတော့မှဖြေရှင်းကြရမယ်ရဲဘော်ရဲဘက် ပါမျိုးတွေရေးမွဲပြီးတော့လေကတော့ဒီလောက်ပါပဲရှင့်ဒီ line မှာမှာပွဲဖြစ်နေကြတဲ့တန်တာမိုးတိုင်းနဲ့ရွှေမန်းတို့ကိစ္စပေါ့နော်အခုဆိုလို့ရှင်တော့ဒေါ်လည်းမတင်းကနေပြီးတော့ရွှေမန်းဇနီးလောင်းလေးကိုတနာလို့ပေါ့နော်အပိစကားတွေပြပြနေရပဲဖြစ်ပါရှင့်အမှတ်တကယ်ဆိုလို့ရှင်တော့တန်တာမိုးတိုင်းကလည်းတနာစရာကောင်းနေပေါ့နော်အဲဒါပေမဲ့ဒေါ်လည်းမတင်းကတော့တန်တာမိုးတိုင်းကိုတနာစရာကောင်းလို့ဆိုတာမပြောဘဲနဲ့ဒီရွှေမန်းဇနီးလေးကိုပဲအပိစကားတွေပြောနေရပဲဖြစ်ပါရှင့်အမျိုးတွေအမြင့်လေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရေးကပ်ပြီးတော့ရပ်ပါရှင့်မွဲဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အမျိုးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါရှင့်နောက်ထပ်သတင်းထုတ်တွေကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးပါဦး မရှိမှာ channel လေးကိုလက်လက် subscribe နဲ့တောင်းပြီးတော့ဆက်ပါရှင့်နောက်ထပ် video မှာပြန်ဆုံမယ်เนาะတဒါ